တိုဘာတရနေ့အတွက်ကြားဖြတ်သတင်းလေးတစ်ပုဒ်ကိုတင်ဆက်ပြီးတော့ကျင်ပါရယ်။ဒါကတော့ပလောင်လက်နက်ကင်တပုံ DNLV ထိန်းချုပ်ပြီးတော့တရန်ဇာတာတွေကိုတရန်ဝင်တူဖို့နေတဲ့မိုးကုတ်ကြက်ပြင်အနီးကရေထွက်ကြီးရွာကိုတမရော်ကဒီနေ့ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါရယ်။တမရော်ကကြောင်မဲမြို့ကိုထိန်းချုပ်ပြီးတဲ့နောက်ပလောင်လက်နက်ကင်တပုံ DNLV ရဲ့နောက်ထပ်အကျိုးစီးပွားတွေရှိနေတဲ့မိုးကုတ်မြို့ကိုထိုးစစ်ဆင်ဖို့စတင်နေပြီလို့ဆိုရမှာဖြစ်ပါရယ်။ဘာကြောင့်လဲဆိုရင်ပလောင်လက်နက်ကင်တပုံ DNLV အနေနဲ့မိုးကုတ်နဲ့ကြောင်မဲလမ်းပိုင်းကိုတမရော်က LOC ဖျက်တောက်ထားလိုက်ပြီဖြစ်ပါရယ်။ ရောင်မဲမြို့တွေကိုဝင်ရှင်းနေတဲ့တမတော်စစ်ကြောင်းတွေကလည်းတနေရာစီဝင်ပြီးတော့ရှင်းနေတာတွေရှိသလိုဘုကုတ်မိုင်းလုံလန်းရဲ့အဓိကနေရာဖြစ်တဲ့မိုင်းတင်လန်းစုံကိုလည်းတမတော်ကထိန်းချုပ်ထားလိုက်ပြီးဖြစ်ပါတယ်။မိုင်းတင်လန်းစုံမှာပလောင်လန်းနိုင်ငံတော်တရားနဲ့အဓိကဘန်ကာရီအများအပြားခန်းစစ်တွေပြင်ဆင်ပြီးတော့စက်ကြီးကောက်တဲ့ဂိတ်ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။အဲဒီစက်ကြီးကောက်တဲ့ဂိတ်ကိုပဲတမတော်ကထိန်းချုပ်ပြီးတဲ့နောက်နိုင်ငံတော်အလံပြန်လဲဆိုက်ထူနိုင်ခဲ့ပြီးဖြစ်ပြီးတော့ကြောင်မဲမြို့ထဲမှာလည်းနိုင်ငံတော်အလံပြန်လဲဆိုက်ထူဖို့နေမချင်းလေးတွေဆက်လက်ဆောင်ရွက်နေပြီးဖြစ်ပါတယ်။ ဒီလိုမျိုးကြောင်မဲကနေဆစ်ရှုံပြီးဆုတ်ခွာသွားတဲ့ဘလောင်လက်နက်ကင်ပုံ DNL တွေကရရှိတဲ့တရင်တွေအရတော့မိုင်းဘော့ဘက်ကိုဆုတ်ခွာသွားတယ်လို့လည်းသိရသလိုမိုင်းတင်းဘက်ကခန်းစစ်ကနေဆုတ်ခွာသွားတဲ့အဖွဲ့တွေကလည်းလည်းမိုးကုတ်မျိုးကိုဥတီပြီးတော့ချိတက်နေတယ်လို့သိရပါတယ်။တမရော့အနေနဲ့ကြောင်မဲမျိုးကိုရရှိပြီးရင်တော့ဒီဘောမျိုးဆိုတာကတဝဲလောက်ထင်းချုပ်ထားတဲ့အနေအထားရှိတဲ့အတွက်နောက်ထပ်ပြင်းမှတ်တစ်ခုအနေနဲ့နောက်ထပ်ပြန်လဲထင်းချုပ်ရမယ်မျိုးကတော့မိုးကုတ်မျိုးပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့အောက်တိုဘာ10ရက်နေ့မှာပဲပလောင်လက်နက်ကင်ပုံ DNL တွေ မန္တလေး PDF ကသို့သူရဆိုအပါဝင် NUG PP အုပ်စုတွေရဲ့နောက်ွယ်ကအကျိုးစီးပွားပေါင်းတန်းထောင်ချီရှိတဲ့ဧကပေါင်း200ကျော်ရှိတဲ့တွင်းတွက်သင်ရန်စာတာတွေဗရန်များလောက်ွက်တွေကိုလည်းဝကြီးအုပ်ထားတဲ့အတွက်ဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်ရမှာဖြစ်ပါတယ်ဒီလိုထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်ဒီနေ့အော်တိုဘာ10ရက်နေ့ရဲ့တက်မတော်ကလေကြောင်းတိုက်ခိုက်မှုကမိုးကုတ်ထိုးစစ်ရဲ့စစ်ခရတ်မှုန့်လိုက်သလားဆိုတာကိုကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ် လက်ရှိအချိန်တွေမှာတော့ပလောင်လက်နက်ကိုင်းတဘုံ DNLA ရဲ့အခြေအနေတောင်မင်းကနေစစ်ရှုံးသွားပြီးတော့မိုးကုတ်မှာခန်းစစ်ပြင်နေတဲ့အခြေအနေကတော့ချင်းတွေကကြက်ပဝါကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒီအပိုင်းမတရားတပိတ်ချင်းအနီးကပလောင်လက်နက်ကိုင်းတဘုံ DNLA နဲ့အသုံးချခင် PDF တွေကိုလည်းတမတော်ကတောက်လျှောက်ဆိုလိုနေမြင်ရှင်းလင်းရေးဆောင်ရွက်နေတာဖြစ်တဲ့အတွက်နောက်ရက်တွေမှာတော့မိုးကုတ်မြို့အနီးပတ်ဝန်းကျင်ကပလောင်လက်နက်ကိုင်းတဘုံ DNLA ရဲ့စုဖွဲ့နေရာတွေကိုတောက်လျှောက်ဆိုလိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေပြစ်မှတ်မှတ်ပုံတင်တာတွေစတဲ့ပြုလုပ်သွားဖို့လိုပါတယ်။ ီနေရာမှာခလာရ248ထဲမှာပလောင်လက်နက်ကဲတဘုံ TNL နဲ့အကြမ်းဖက်တွေစုဖွဲ့နေတာတွေရှိတယ်လို့ခလာရ248နဲ့မိုးကုတ်ကြက်ပြင်ဂျားကရွာတွေမှာလည်းခန်းစစ်တွေပြင်ဆင်ထားတယ်လို့သိရပါတယ်။ဝါဖြူတော်ပေါ်တော်လမ်းဆောင်ကနေသူစင်ခလာရ248ဂျားမှာလည်းခန်းစစ်တွေရှိပါတယ်ပြောရရင်တော့မိုးကုတ်မြို့ရဲ့အဝင်လမ်းတွေ6ခုတည်းကတစ်ခုဖြစ်တဲ့ကြောင်မဲမိုးကုတ်လမ်းမိုးကုတ်နောင်ချိုလမ်းကိုတက်မတော်ကပိတ်ဆို့ထားလိုက်ပြီးဖြစ်တဲ့အတွက်ပလောင်လက်နက်ကန်တဘုံ TNLA LOC လမ်းကြောင့် တစ်ခုတည်းသောအလောစီလမ်းကြောင်းကမရေယာမိုးကုတ်လမ်းပဲဖြစ်ပါတယ်။အဲ့ဒီမန္တလေးမိုးကုတ်လမ်းကိုလည်းတမလို့စစ်ကြောင်းတွေကကိုးမန်ဝါဖြူတောင်ကနေပိတ်ဆို့ထားတာဖြစ်တဲ့အတွက်ပလောင်လက်နက်ကင်တပုံ DNL အနေနဲ့ကတော့ခြေတိန်နစ်မဲ့ဘဝကိုရောက်နေပြီဖြစ်ပါတယ်။ဆိုတော့မိုးကုတ်မှာရှိနေတဲ့ဒေသခံတွေတစ်ချိန်တော့တမလို့စစ်ကြောင်းတွေကိုအိမ်ထဲခေါ်ပြီးတော့ဒါနဲ့ခုတ်ခဲ့တဲ့သူတွေပလောင်လက်နက်ကင်တပုံ DNL ကိုမျိုးကိုထိန်းချုပ်လိုက်တဲ့အချိန်တပြေပန်းနဲ့ကျူခဲ့ကြတဲ့သူတွေတော့တပြေပန်းချိန်စာတင်းတော့မှာပဲဖြစ်ပါတယ်။ ဆိုတော့အနေထိုင်တက်စွာနဲ့ပဲပလောင်လက်နက်ကင်တဲ့ပုံ PNLA တွေနဲ့ခက်ကင်းကင်းမှနေကြဖို့လိုပါတယ်။မိုးကုတ်မှာရှိတဲ့ဂေါ်ရခါတွေနဲ့မိုးကုတ်မှာရှိတဲ့ရှမ်းတွေမိုးကုတ်မှာရှိတဲ့ဒေသခံတွေပလောင်လက်နက်ကင်တဲ့ပုံ PNLA နဲ့ဝေးဝေးမှနေဖို့လိုပါတယ်။အင်မတန်ယွန်စရာကောင်းတဲ့အကြမ်းဖက်အဖွဲ့အစည်းအဖြစ်အင်မတန်မှအပုံနဲ့တထောင်ထောင်ထွက်နေတဲ့အရာဝတ္ထုတစ်ခုအဖြစ်ခက်တန်းတန်းမှနေဖို့လိုပါတယ်။ဒါကြောင့်မလို့မိုးကုတ်မျိုးနဲ့ပတ်သက်ရင်တော့သတင်းစကားတစ်ခုပါကျင်တာမိုးကုတ်ရဲ့ထိုးစစ်စားရမှာဖြစ်တယ်။ မိုးကုတ်မှာရှိတဲ့ပလောင်လက်နက်ကန်ပုံ DNA လေးကိုတမတော်ကစတင်ဖြိုခွဲပြီဆိုတဲ့အခြေအနေမျိုးနဲ့ပတ်သက်ပြီးဒီနေ့လေကြောင်းတိုက်ခိုက်မှုကိုမှတ်ယူရမှာဖြစ်တဲ့အတွက်ပလောင်တွေရဲ့နောက်ထပ် MSO ဖြစ်လာတော့မယ့်အကြောင်းပြန်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုကျွန်တော်တို့မြင်တွေ့နေရတာကတော့တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ရေတကြီးရွာဖြစ်ပါတယ်။ရေတကြီးရွာဆိုတာကတော့မန္တလေးမိုးကုတ်လမ်းရဲ့အတွင်းပိုင်းမှာရှိပါတယ်။လမ်းမကြီးကနေဆိုလို့ရှိရင်အတွင်းတမိုင်လောက်မှာရှိပြီးတော့ဒေါ်နန်းကြီးတောင်ရဲ့တောင်ဘက်ချမ်းမှာရှိတဲ့ရွာတစ်ခုဖြစ်ပါတယ်။ မိုးကုတ်မျိုးကိုပလောင်လက်နက်ကင်သမုံ DNL နဲ့အကြမ်းဖက်တွေဝိုင်းဝန်းတိုက်ခိုက်တဲ့အချိန်ဒေါ်နန်းကြီးတော်မှရှိနေတဲ့တမန်တော်စစ်ကြောင်းတွေကိုဝိုင်းဝန်းတိုက်ခိုက်မှုပြုလုပ်တဲ့အချိန်မှာရေထွက်ကြီးရွာကနေအခြေပြုတ်ပြီးတော့စစ်ရေးလှုပ်ရှားမှုတွေအပြင်ဒီထမင်းပူပူဟင်းပူပူချက်ကျွေးခဲ့တဲ့ရွာတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒေါ်နန်းကြီးတော်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အချိန်တုန်းကဒေါ်နန်းကြီးတော်မှရှိနေတဲ့တမန်တော်စစ်ကြောင်းတွေရဲ့လှုပ်ရှားမှုတွေကိုမျက်ချင်မပြတ်စောင့်ကြည့်နေတဲ့ရွာတော်ရွာဖြစ်တယ်လို့လည်းဆိုရမှာဖြစ်ပါတယ်ပြောရရင်တော့တမိုင်းတစ်ဘက်ပြန်လည်လာပြီလို့ဆိုရမှာဖြစ်ပါတယ် မကုတ်မြို့သိမ်းတိုက်ပွဲမှာပလောင်အကြမ်းဖက်တွေနဲ့အတူတမ်မရော့စစ်ကြောင်းတွေကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့သူတွေတမ်မရော့နဲ့အရာရှိစစ်တွေတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့သူတွေရဲ့နေဝင်ချိန်ရောက်ပြီလို့လည်းသတ်မှတ်ရမှာဖြစ်ပါတယ်။အုပ်စုရဲ့လက်အောက်ခံ PDF အဖွဲ့ပေါင်း300အနက်မြင်းညံခရိုင်မှာဆိုလို့ရှိရင်တပ်ရင်း100ရင်းရှိပါတယ်။မြင်းညံခရိုင်ကတပ်ရင်း100ရင်းတွေကမှနထိုးကြီးစုအောင်ကတပ်ရင်းအမှတ်4နဲ့30ကိုဦးစီးပြီးတော့0ပျောက်ကြားသူ့ဘရယာစာတပ်ကြီးကတော့တပ်ရင်းခုံကိုဦးစီးပါတယ်။ တိုက်တာဘုံမိုက်ခဲဆိုတဲ့ PDF ကတော့မြင်းညံ Black Tiger ကနာမည်နဲ့တိုက်ရင်ကိုကိုဦးစီးတာဖြစ်ပါတယ်။ကြံတဲ့တိုက်ရင်တွေကတော့မြင်းညံတောင်သားတို့ကြီးတဝိုက်မှာတနယ်လေးပြလိုက်တိုက်ပွဲလေးပေါ်ဆောင်လိုက်အလှခံစားလိုက်နေဒူးနှံ့နေကြတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။လက်ရှိတမောစေအကြောင်းနေတဲ့ထိထိတိုက်ပွဲတွေမှာအများစုအထိနာနေတာကတော့ဘုံမိုက်ခဲမြင်းညံ Black Tiger အဖွဲ့နဲ့နထိုးကြီးကစိုးအောင်အဖွဲ့ကြီးပဲဖြစ်ပါတယ်။ဒီလိုပြောကြတက်ကြီးအဖွဲ့ကတော့ဇူလိုင်လပထမပတ်တည်းကတမောစေအကြောင်းနေတဲ့ထိတွေ့ပြီးတော့မြင်းညံရဲ့မြောက်ဖက်ချမ်းကိုသောက်ခွာထွက်ပြေးနေရပြီဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ဇီရိုပြောက်ကြကိုတက်ကြီးက ကျမကြီးမကောင်းတဲ့အတွက်အကျိုးစီးသွင်းနေရတယ်ဆိုတဲ့သတင်းတွေကြားသိရပါတယ်။လိုအပ်တဲ့စေဝါတွေကိုတော့ဘေးနားမှာရှိနေတဲ့ထောက်ပို့ရွာတွေကနေတဆင့်မြင်းညံကနေဝယ်ယူပြီးတော့စေကုသမှုခံယူနေတယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။ဆိုတော့မြင်းညံတောင်တောင်နဲ့ထိုးကြီးတစ်ဝိုက်မှာစုစံတောင်းညင်းနေတဲ့ NUG ပြည်ပြည်အုပ်စုရဲ့အတုံးကြခံ PDF အဖွဲ့တွေဘယ်သူတွေထိခိုက်သေးဆုံးမှုများပြားနေတယ်လဲဆိုတဲ့အကြောင်း စက်တင်ဘာနောက်ဆုံးပတ်မှာတပ်မတော်ကနေမရှင်းလေးဆောင်ရွက်မှုတွေအတွင်ဘလောက်ထိထိခိုက်သေဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပြီးတော့အရက်ကူပါလူပိုင်းမှာလူဝကေပါဖြစ်နေတဲ့သတင်းတွေလည်းကျွန်တော်ကြားသိနေရပါတယ်။ဒါကတော့ငင်းကြံမှာရှိနေတဲ့ဒီငင်းကြံနှထိုးကြီးနှောင်းမှာရှိနေတဲ့ညောင်ပင်သာဆံပြရွာကိုလည်းပြည်သူစစ်ဖြစ်တဲ့မတ်တီတော်ယူမုံဦးဆောင်တဲ့အဖွဲ့တွေနဲ့ရဲကွန်မန်ဒိုအဖွဲ့တွေကပူးပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့ပါတယ်။မနေ့ကမတ်တီတော်ယူမုံတို့ပြန်လည်ထွင်းချုပ်လိုက်တဲ့ညောင်ပင်သာရွာဆိုတာကငင်းကြံနဲ့နှထိုးကြီးလမ်းပေါ်မှာရှိနေတဲ့ရွာကြီးတစ်ရွာလည်းဖြစ်ပါတယ်။ 20ရင်းနေကလေးကမတိတော်ယူမှုဥဆောင်တဲ့စစ်ကြောင်းတွေကရောင်မင်သာစံပြရောက်ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ကြောင်းတို့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။မတိတော်ယူမှုရဲ့စစ်ကြောင်းကိုမြင်းညံခဲမှာရှိနေတဲ့တရင်၁၀ရင်းအနက် PDF အဖွဲ့၈ဖွဲ့ကအင်အားများပြားနဲ့ပိတ်ဆို့တိုက်ခိုက်ပြီးတော့ခုခံနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ25ရက်နေ့ထွေးတီတိုက်ပွဲမှာတော့မတိတော်ယူမှုနဲ့အဖွဲ့တွေနောက်ကိုကြာရည်ပြန်လည်ဆုတ်ခွာလာရတာတွေရှိပေမဲ့မနေ့ကစက်တင်30ရက်နေ့နေ့လယ်7နာရီမှာတော့ရောင်မင်သာစံပြရောက်ကိုတမတော်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်းနထိုးကြီးစိုးအောင်အဖွဲ့ပေါင်း18ရောက်ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့ပါတယ်။ပြီးခဲ့တဲ့25ရက်နေ့ကတိတိတိုက်ပွဲအတွင်းမှာလည်းနထိုးကြီးစိုးအောင်ရဲ့လက်အောက်ခံအတုံးချခံဂျွာသားတောသားအညာသားအယောက်30လောက်ထိခိုက်သေဆုံးခဲ့ပြီးတော့30လောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကညောင်မင်းသွားရွာဂျွာသိန်းတိုက်ပွဲမှာလည်းနထိုးကြီးစိုးအောင်ရဲ့အဖွဲ့တွေ20နီးပါးသေဆုံးမှုတွေဖြစ်ခဲ့တယ်။အလောင်းလက်နက်တွေလည်းရရှိခဲ့တာရှိတယ်လို့ ထိခိုက်သေဆုံးမှုများစွာနဲ့တုံ့ပြန်ခဲ့ရပြီးတော့အဲခွဲခွဲနဲ့စုပ်ခွာသွားတဲ့အဖွဲ့တွေထဲမှာလည်းအတူအပြက်တွေအရေးပေါ်အခြေအနေရောက်ရှိပြီးတော့အရေးပေါ်စေဝါလိုအပ်ချက်နဲ့စေကုသမှုလိုအပ်ချက်သွေးလိုအပ်ချက်တွေနဲ့တေလူမျိုးပါဖြစ်နေတဲ့အကြမ်းဖက်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ဆိုတော့မနေ့ကစင်မာ30ရက်နေ့ကတော့တမတော်ရဲ့အောင်ပွဲတွေအများကြီးရှိတဲ့နေ့လို့ဆိုရမှာဖြစ်ပါတယ်။တောင်မဲမြို့ကိုလည်းတမတော်ကထင်းချုပ်ဖို့လက်ကမ်းကိုရောက်ရှိလာပြီးဖြစ်ပြီးတော့ ကရင်ပြည်နယ်မှာဆိုရင်လည်းမြဝီရတောင်ပဲချမ်းကလိဂိတ်ကော်နဲ့ဘေးပတ်ဝန်းကျင်ကရွာတွေကိုတမတော်ကနေမရှင်လေးဆောင်ရွက်ပြီးအဓိကစည်းစာကုန်ကြီးကိုစုမထားနိုင်ခဲ့ပြီဖြစ်ပါတယ်။အခုမြမပြည်အလဲပိုင်းမြေလက်ဒေတာအညာဒေတာလို့ခေါ်တဲ့မြင်းညံတောင်သားနထိုးကြီးက PDF တွေရဲ့စုဖွဲ့နေရာတခုကိုလည်းထပ်မံပြီးထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုထိန်းချုပ်နိုင်ခဲ့တာဖြစ်တဲ့အတွက်ပဲမြင်းညံနဲ့နထိုးကြီးလမ်းကြောင်းမှာစက်ကြီးကိတ်တွေဖွင့်ပြီးတော့ပြည်သူလူထုကိုအနောက်ရှက်ပေးနေတဲ့နထိုးကြီးစိုးအောင်တခုစိုးအောင်လို့ခေါ်တဲ့အဖွဲ့တွေကတော့အများကြီးစုပ်ခွာထွက်ပြေးနေရပြီဖြစ်ပြီးတော့သိဆုံးမှုတွေနဲ့ကြုံတွေ့နေရတာပါ။ ်ကုရဲလားဆိုတော့လည်းမဟုတ်သေးပါဘူးပြီးခဲ့တဲ့စက်တင်ဘာ28 28 29ဝင်းကျင်တွေမှာတမရော်ကဒီမိထီလာတက်နယ်တကြောကနေနေမရှင်းကြီးတွေကိုဆောင်ရွက်ထားနိုင်ခဲ့တာရှိပါတယ်။ညောင်ဦးမြို့နယ်တွေက PDF စကန်ကိုလည်းပြီးခဲ့တဲ့စက်တင်ဘာ29ရက်နေ့မှာတင်ချုံနိုင်ခဲ့ပါတယ်။အဲ့ဒီ PDF စကန်ဆိုတာကတော့6ပကံညောင်ဦးလမ်းရဲ့အရှိတ်ဘက်မှာရှိနေတဲ့ကန်ဒီပေါက်ရွာပဲဖြစ်ပါတယ်။ကန်ဒီပေါက်ရွာဆိုတာကလမ်းမကြီးရဲ့အပြင်ဘက်မှာရှိပါတယ်။ပြီးခဲ့တဲ့လအနေငယ်ကဂန်းကာရွာမှာဒီကျေးရွာမှာအတန်းမဆဲပထန်းပွဲပြုလုပ်ဖို့ ဇီဝေးလုံနေတဲ့ရက်ရွာအကြီးကဲတွေရမိရက်ဖတ်တွေပြတ်သက်ခံခဲ့ရတဲ့ရွာရဲ့အရှိပတ်မှာရှိနေတဲ့ကန်ဒီပေါက်ရွာဖြစ်ပါတယ်။အဲ့ဒီကန်ဒီပေါက်ရွာအမီစုဖွဲ့လှူရှားနေတဲ့ PDF စကန်တစ်ခုကိုတက်မတော်ကနေမီရှင်လေးရဲ့ဆောင်ရွက်ပြီးတော့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီ PDF စကန်ကိုထိန်းချုပ်ဆင်ပါလဲတက်မတော်ရဲ့နေမီရှင်လေးမှုကြောင့် PDF 20ခန့်အိကဲတည်ဆုံးခဲ့တာရှိပြီးတော့လက်နက်ဆက်နက်လက်ရရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ဆုတ်ခွာသွားတဲ့အဖွဲ့တွေကတော့ဒီကျောက်ဘောင်ပကံညာဦးလမ်းဘက်ကိုဆုတ်ခွာသွားတယ်လို့သိရပါတယ်။ တကယ်တော့ဒီပကံချောင်းတကြောမှာစုပ်ဖွဲ့လှုပ်ရှားနေတဲ့အဖွဲ့တွေကဒီဖိုခနောက်ဆိုင်ထားတဲ့ကြောက်ဗရောင်း6ပကံချောင်း3ခုစုံနေတဲ့အလဲမှာရှိတဲ့နေရာမှာစုပ်ဖွဲ့နေကြတာဖြစ်ပါတယ်။တောင်စင်းရဲစခန်းရဲ့အနောက်ဘက်တရင်းတောင်ရဲ့အနောက်ဘက်မှာရှိနေတဲ့ခြေရွာတွေမှာလည်းစုပ်ဖွဲ့မှုတွေရှိနေပါတယ်။တည်င်းတွေလည်းရရှိထားပါတယ်။ တမ်မတော်ကနေမရှင်လေးဆောင်ရွက်မှုတွေကလည်းသတင်းတွေပေါက်နေတာတွေရှိတဲ့အတွက် PDF တွေကတမ်မတော်စစ်ကြောင်းတွေနေမရှင်လေးဆောင်ရွက်ခင်တရက်အလိုလောက်ကလေးကသတင်းတွေရရှိတာတွေရှိတယ်။လက်ဖြက်မနဲ့လို့စစ်ကြောင်းထိုးမယ်ဆိုရင်ညတွေက PDF တွေကယာယီဆုတ်ခွာထွက်ပြေးတာတွေလည်းပြုလုပ်ခဲ့ပြီးတော့တမ်မတော်စစ်ကြောင်းတွေပြန်လည်ထွက်ခွာရင်တော့သူတို့အခြေချထားတဲ့ရွာတွေကိုပြန်လည်ဝင်ရောက်နေထိုင်နေတယ်ဆိုတဲ့သတင်းတွေတကြားသိရပါတယ်။ဒီလိုမျိုးသတင်းတွေကမှဒီညောင်ဦးမျိုးနယ်တွေက PDF စကန်တစ်ခုကိုထိန်းချုပ်နိုင်ခဲ့တာကအောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ် ။ဘာကြောင့်လဲဆိုရင်ကဏီပေါက်ရွာဆိုတာကဘေးပတ်ဝန်းကျင်မှာရှိနေတဲ့ရွာတွေကိုတော်တော်လေးအနောက်ရှက်ပေးနေတဲ့ PDF စကန်တစ်ခုလည်းဖြစ်ပါတယ်။ကဏီပေါက်ရွာကဒေသခံတွေကိုယ်တိုင်နဲ့ PDF တွေရဲ့ဆွေမျိုးသားချင်းတွေသားသမီးတွေဦးလေးတွေအကိုတွေကိုယ်တိုင်ဖြစ်ပြီးတော့ဘေးပတ်ဝန်းကျင်ကရွာတွေကိုလည်းနိုင်ချက်စီနင်ပြုနေတာဖြစ်ပါတယ်။ဒီရွာကိုလည်းတမတော်ကနေမြရှင်လေးဆောင်ရွက်နိုင်ကြတာဖြစ်တယ်။နောက်ထပ်အောင်မြင်မှုတစ်ခုကတော့နထိုးကြီးစိုးအောင်ရဲ့အဖွဲဖြစ်မလားမြင်းညံတောင်သာနထိုးကြီးက PDF အဖွဲပဲအဖွဲရဲ့စကန်ဖြစ်တယ်လဲဆိုတာတော့တို့စုံစမ်းနေစေဖြစ်ပါတယ် ါကတော့နထိုးကြီးရဲ့အရှိတောင်ဘက်မှာရှိနေတဲ့ PDF စကန်တစ်ခုကိုတမလော်ကဆက်လက်ထိန်းချုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့နထိုးကြီးနဲ့မလိုင်လမ်းကြောင်းပေါ်မှာရှိနေတဲ့တောင်ဖီလာတိုးပိုင်းတက်တော်ကိုအခြေပြုလို့ရှာနေတဲ့ PDF စကန်ကိုထပ်မံထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့နထိုးကြီးမလိုင်လမ်းပေါ်ကဒီကျောက်စရိတ်ဂုံရွာရဲ့အရှိဘက်မှာရှိနေတဲ့တတိကုန်းရွာကိုတမလော်ကနေမြင့်ရှင်းလေးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ animation လေးဆောင်ရွက်မှုအတွင်းမှာလည်း PDF အကြမ်းဖက်သမား20နဲ့အလောင်းလက်နက်တွေရရှိခဲ့တယ်လို့သိရတယ်လို့အရှင်ဖန်းစီရမိတဲ့အရာတွေလည်းရှိတယ်လို့သိရပါတယ်။အရှင်ဖန်းစီရမိတာတွေကိုတော့လိုအပ်တဲ့စစ်ဆင်းမှုတွေပြုလုပ်ပြီးတော့သူတို့နဲ့ချိတ်ဆက်ထားတဲ့ PDF တွေရဲ့စုဖွဲ့နေရာတွေစကန်းတွေနဲ့ဒီငွေကြေးစစ်ဆင်းမှုတွေလက်နက်ဝယ်ယူရတဲ့နဲ့ဆက်သွယ်ရေးလမ်းကြောင်းအလုံးကိုတမတော်ကဆက်လက်ထက်ချက်မကွာဒီကိုကြွက်လျှောက်တောက်လျှောက်ဖော်ထုတ်ဆောင်စဉ်စစ်ဆေးသွားဖို့လည်းရှိနေပါတယ်။ဒါကတော့ဒီမြင်းညံတောင်တန်းတို့ကြီးတဝိုက်ကတမတော်ရဲ့ animation လေးဆောင်ရွက်မှုတွေဖြစ်ပါတယ်။အဲဒီမှာမိဒီလာတက်နေမီ စုဖွဲ့လှူရှာနေတဲ့ PDF တွေကိုဆက်လက်ပြီးနေမြင်ရှင်းလေးဆောင်ရွက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။တကယ်တော့ပလောင်လက်နက်ကင်သဘုံ TNL ရဲ့နောင်ချုံနဲ့တောင်ခမ်းတိုက်ပွဲတွေအတွင်းမှာကြောက်ဆက်ဝန်တွင်းဒေတာမှာအခြေပြုလှူရှာနေတဲ့ကြောက်ဆက်နေကနေ PDF အဖွဲ့တွေကအများပြားအသုံးချခံနေတဲ့အသုံးတော်ခံခဲ့တာလည်းရှိပါတယ်။ဒါကတော့ကြောက်ဆက်ရဲ့အရှိပိုင်းမှာရှိတဲ့ရဲရွာရေအားလျက်စစ်ကဂျေလန်းညောင်းကနေတဆင်တောင်ခမ်းရဲ့တောင်ဘက်မှာရှိနေတဲ့မဲဟုံပန်းဘုံလမ်းထိပ်ကိုကူးပြီးတော့တောင်ခမ်းတိုက်ပွဲကိုပလောင်တွေအတွက်ကူညီပြီးတော့ဆက်တိုက်ပေးခဲ့တဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။ 2024ခုနှစ်အောက်တိုဘာဒုတိယပတ်လောက်ကစပြီးတော့ထပ်မံအင်အားဖြစ်တင်းခဲ့တဲ့တောက်ဆန်နေကနီအဖွဲ့တွေဖြစ်ပါတယ်။ဒါပေမဲ့တောင်ခန်းကနေတမရော်ကနောင်ချိုမြို့သိမ်းတပ်ဖွဲ့ကိုဆင်နွှဲတဲ့အချိန်မှာတော့အလဲလဲအပွဲပွဲနဲ့ဆုတ်ခွာထွက်ပြေးရတဲ့အဖွဲ့တွေရှိတယ်။ဒီပြင်းဦးလင်နောင်ချိုလမ်းကြောင်းကနေလည်းဆုတ်ခွာထွက်ပြေးရတာရှိပြီးတော့အတွင်းထဲမှာရှိနေတဲ့ဆင်ဖြူလမ်းတွေကနေတဆင့်မေဟုံတန်မုံလမ်းကိုပြန်လည်ဝင်ရောက်ပြီးတော့ကြောက်စဲဝမ်းတွင်းဒေသကိုပြန်လည်ဝင်ရောက်လာကြတဲ့အကြမ်းဖက်သမားတွေလည်းရှိပါတယ်။ဒီအကြမ်းဖက်သမားတွေကိုလည်းတမရော်ကနေမြေကန်တရင်တပ်ဖွဲ့တွေ ဒေသခံပြည်သူတွေရဲ့သတင်းပေးဆောင်ရွက်မှုတွေနဲ့အကြမ်းဖက်သမားတွေရဲ့စုဖွဲ့မှုတွေနေထိုင်နေရာတွေသွာလာနေတဲ့လမ်းကြောင်းတွေအလုံးကိုတောက်လျှောက်စုစုလို့ဖျက်တော့ချိန်မုံတိုက်ခိုက်နိုင်တာတွေရှိနေပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းဝမ်တွင်းမှာရှိနေတဲ့ PDF ခေါင်းဆောင်တယောက်ကိုအသေးဖြစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာရှိတယ်လို့အခုစက်တင်ဘာနောက်ဆုံးဘက်မှာပဲဝမ်တွင်းမြို့ရဲ့မြောက်ဘက်မှာရှိနေတဲ့တင် PDF တွေယာယီခိုအောင်နေတဲ့နေရာကိုနေမရှင်လေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အဲဒီအချိန်မှာတော့ဒီ PDF ၅ယောက်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီးတော့ဒီ type 81တနက်တလဲ MA1 MA4 စတဲ့လက်နက်တွေအပါအဝင်တနက်9လက်နဲ့ကြီးကြံများပြားကိုဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်ဆိုတော့ဒီရပိုင်းဒီလဘခရဲ့လောက်ခံတရင်တက်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကလည်းတော်တော်လေးအောင်မြင်မှုတွေရရှိနေတယ်အဲပြည်သူစစ်တက်ဖွဲ့တွေနဲ့အတူနေမြေကန်တက်ဖွဲ့တွေနဲ့အတူနောက်ထပ်အထူးရဲ့ကွန်မန်ဒိုအဖွဲ့တွေကပါစစ်ကြောင်းထိုးချီတက်မှုတွေနေမြေရှင်းလင်းရေးတွေကိုဆောင်ရွက်နေတာဖြစ်ပါတယ်ဒီနထိုးကြီးမှာရှိနေတဲ့တတိကုန်းရွာကိုနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာကတက်မတော်စစ်ကြောင်းတွေမဟုတ်ဘဲနဲ့ပြည်သူရဲအထူးရဲ့ကွန်မန်ဒိုအဖွဲ့တွေကနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာလို့သိရပါတယ် ဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လ၁ရက်နေ့ကမြင်းညံ Black Tide ကကွန်ဆိုက်တာအညာသားပိုင်းဘူမိုက်ခဲရဲ့အဖွဲ့ကိုတိုက်ခိုက်နိုင်ခဲ့တာကလည်းမက်တီရာရုံမွေရဲ့ပြည်သူစစ်တွေနဲ့အတူရဲကွန်မန်ဒိုအဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့တမ်မတော်ကမြင်းညံမျိုးရဲ့အရှိတ်ဘက်၄မိုင်၅မိုင်ပတ်ချလေအထိကိုနေမြင်းရှင်လေးဆောင်ရွက်ထားနိုင်ပြီဖြစ်ပါတယ်။ညောင်ဦးမြင်းညံလမ်းကြောင်းကိုလည်းဆက်လက်ဆုံးမဖို့လိုပါတယ်။ဒါတွေကတော့တဖြည်းဖြည်းဆောင်ရွက်သွားရမယ့်ကိစ္စတွေဖြစ်ပါတယ်။တကယ်တော့မြန်မာပြည်အလဲပိုင်းဒီလေဒေတာမှာရှိနေတဲ့မြင်းကြံတောင်တန်းတို့ကြီးဒဝိုက်ကအကျန်းဖက်သမားတွေက အနောက်ဘက်မှာရှိနေတဲ့အေယာဝတီမြစ်ကိုအကာအကွယ်ယူပြီးတော့ပူတန်သွားလာမှုတွေလည်းပြုလုပ်လျက်ရှိတယ်။ပြီးခဲ့တဲ့ရက်ကမတိရရွမွန်တဲ့အဖွဲ့တွေနေမရှင်လေးဆောင်ရွက်တဲ့အချိန်မှာလည်းမြင်းညံဘလက်တိုက်ကာကမိုက်ခဲနဲ့ဆိုးကြီးတို့အဖွဲ့တွေကအေယာဝတီမြစ်ရဲ့အနောက်ဘက်ကိုယာယီဆုတ်ခွာထွက်ပြေးတာတွေလည်းရှိနေပါတယ်။ဒါကြောင့်မလို့ဒီရေစကြိုပခုတ်ကိုပခန်းကြီးရဲ့ကြောကနေအရှိတ်မှာရှိနေတဲ့မြင်းညံတောင်သားငသေးအောင်ငစွန်ဒီလမ်းကြောင်းတွေကအေယာဝတီမြစ်ကိုအသုံးပြုပြီးတော့ကုတန်သွားလာနေကြတာဖြစ်တဲ့အတွက်တမရောအနေနဲ့ မိတိလာတက်နေကနေပဲဖြစ်ဖြစ်ညောင်ဦးတက်နေကနေပဲဖြစ်ဖြစ် AR မြစ်တကြောကိုစဉ်ဆက်မပြတ်ကင်းထောက်မှုတွေပြုလုပ်ဖို့လိုအပ်ပါတယ်ဒါကတော့ဆက်လက်ဆောင်ရွက်ရမယ့်အစီအမံတစ်ခုအနေနဲ့စဉ်းစားထားရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ငင်းကြံတောင်တာနထိုးကြီးနဲ့ပတ်သက်ပြီးပြန်ပြီးတင်ဆက်ရရင်တော့နထိုးကြီးစိုးအောင်ရဲ့ငင်းကြံခရံတက်ရင်၄နဲ့30ကထိခိုက်သေဆုံးမှုတွေအမှန်တန်များနေပါတယ်ဒီကနေ့အော်တိုဘာ15ရက်နေ့ညောင်မင်းသားတိုက်ပွဲအတွင်းမှာ15ရောက်ထက်မနည်းသေဆုံးမှုတွေဖြစ်ခဲ့ပါတယ် ဒီနေ့မနေ့အောက်တိုဘာ၁ရက်နေ့မနေ့ထိရရှိတဲ့မြေပြင်သတင်းတွေအရတော့တိုးကြီးစိုးအောင်ဘက်ကနေတည်ဆုံးသူ၁၈ရောက်ထိရှိလာပြီဖြစ်ပြီးတော့အရေးပေါ်အခြေအနေနဲ့တေလူမျိုးပြားဖြစ်နေတဲ့အကြံဖက်သမား29ရောက်ရှိတယ်လို့သိရပါတယ်။အရေးအတွက်ဒီကတော့ကျွန်တော်တို့မြေပြင်နဲ့ချိတ်ဆက်ပြီးရရှိတာဖြစ်တဲ့အတွက်ဒီထက်လည်းတည်ဆုံးနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။တပ်မတော်ကပေပေနေနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အကြံဖက်သမားတွေအဖွဲ့ပေါင်း၈ဖွဲ့ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေကိုမတိတော့ယူမုံဥဆောင်ပြီးတော့ချုပ်ခဲ့တာဖြစ်ပါတယ်။ ရောင်မင်းသားရွာကိုထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက်မြင်းကျန်တဲ့နထိုးကြီးလမ်းရဲ့တချို့တဝက်တွေကိုတမတော်ကစိုးမိုးထားနိုင်ပြီဖြစ်တယ်။ဒါပေမဲ့လည်းမြင်းကျန်တောင်သာလမ်းပိုင်းတောင်သာနထိုးကြီးလမ်းပိုင်းမှာတော့အကျဉ်ဖက်တွေစုဖွဲ့နေဆဲဖြစ်ပါတယ်။ဒီမှာတောင်သာနယ်ထဲမှာရှိနေတဲ့ရုံးမင်ကြီးဇရက်ကြီးတိုက်နယ်ကပတ်ဝန်းကျင်ရွာတွေကိုလည်းနေမြရှင်လေးဆောင်ရွက်ဖို့လိုပါတယ်။အကျံဘက်သမားတွေကဒီဘေးမှာရှိနေတဲ့မြင်းညံတောင်သာနယ်လို့ကြီးတဝိုက်ကဆယ်တွေကိုအခြေပြုစုဖွဲ့လှုပ်ရှားနေတာတွေရှိတယ်။နောက်ပြီးတော့ဒီပြင်းစီလမ်းဆောင်ရဲ့အနောက်ဘက်ကဇီဒန်ဆယ်အနီးမှာဇီချောင်းဆယ်အနီးမှာလည်းအကျံဘက်သမားတွေစုဖွဲ့နေရတဲ့သတင်းတွေကျွန်တော်တို့ရရှိပါတယ်။ ဒါအပြင်အခုဆုံးပြီးဆုတ်ဖာလာတဲ့အဖွဲ့တွေကဇယက်ကြီးရုံးမင်ကြီးအနီးကတိုက်နေဆေးရုံတွေနဲ့ရွာတွေမှာစုဖွဲ့ပြီးတော့စေကူသားမှုတွေခံယူနေတယ်လို့သိရပါတယ်။အနီးကကတော့ဒီပတ်ဝန်းကျင်ကအဖွဲ့တွေနထိုကြီးစိုးအောင်အဖွဲ့တွေအပါအဝင်မေထီလာပါကပါဝမ်းရဲပါကပါကြောက်ပရောင်းမြစ်သားစားတယ်ဒီ PDF အဖွဲ့တွေသာမကနေပြီးတော့မှနေပြီးတော့ PDF လို့အမည်ခံထားတဲ့801 803ကအဖွဲ့တွေလည်းအခြေပြုလှုပ်ရှားနေတာရှိပါတယ်။စကမ်းချနေရာတွေရှိတယ်လို့နောက်တန်းဌာနချုပ်တွေအနေနဲ့အသုံးပြုနေတာတွေလည်းရှိတယ်။ကြွားသားတွေနဲ့အတူဝင်ရောက်နေထိုင်ပြီးတော့တမတော်စစ်ကြောင်းတွေကိုနှောက်ယှက်နေတာတွေလည်းရှိပါတယ်။ ဒါကတော့တောင်ပီလာကျိုးဝိုင်းတက်တော်ကိုအခြေပြုပြီးတော့ဘေးပတ်ဝန်းကျင်ကရွာတွေမှာစုဖွဲ့ရင်းနဲ့အင်အားဖြည့်တင်းတာတွေရှိတယ်တမတော်စစ်ကြောင်းတွေကိုနှောက်ရက်တာတွေရှိတယ်လိုအပ်တဲ့လက်နက်ခရဲတွေတာမကစေဝါလိုအချက်တွေကိုလည်းဖြည့်တင်းနေတာတွေရှိပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့နှထိုးကြီးစိုးအောင်အဖွဲ့တွေကလက်နက်တွေလည်းဆုံးရှုံးထားရတာရှိတယ်ညဉ့်ညံ့ black tie ကအဖွဲ့တွေကလည်းလက်နက်တွေလည်းဆုံးရှုံးထားရတာရှိတယ်လူသားအရင်းမြင့်နေတဲ့လူသားအရင်းမြင့်နေတဲ့ပြန်တွက်ရင်လည်းအယောက်30ကျော်40တာမကတရားနီးနီးထိနှစ်ဖွဲ့ပေါင်းတိုက်စုံမှုတွေလည်းကြုံတွေ့နေရတာဖြစ်တဲ့အတွက် လက်ရှိမြင်းညံဘလက်တိုက်ကအပွဲနဲ့နထိုးကြီးတကူဆိုးအောင်အပွဲတွေမှာတော့တိုက်စုံးမှုတွေကအေဂျင်နေမြင့်တက်နေတယ်။တေလူမျိုးသားဖြစ်နေပြီးတော့နောက်ထပ်ညီနိုးရအောင်မဲ့အလောင်းတွေကလည်းအဆင်ပြေစောင့်နေတာရှိပါတယ်။ဒီတွေကနေမှသူတို့ရဲ့လက်နက်လိုအချက်ကိုဖြည့်ဆည်းပေးနေတဲ့ပလောင်လက်နက်ကိုင်းတပုံ DNA အလီကလည်းအယူမီဝမ်ဖြစ်နေပြီဖြစ်ပါတယ်။တောင်မဲကိုလက်လွတ်ပြီးတော့ထွက်ပြေးဆုံးရှုံးသွားရတဲ့အချိန်ပလောင်လက်နက်ကိုင်းတပုံ DNA တွေကနိုင်ငံရေးအရာလူအင်အားပေးတစ်ဖက်ကလက်နက်ပြန်ပေးမယ်ဆိုတဲ့သဘောတူညီချက်တွေရှိထားခဲ့တဲ့ဆိုတဲ့တဲ့ပြင်းတွေကတော့အခုပြတ်သုံးသွားပြီလို့ဆိုရမှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်မြင်းညံတောင်သားနထိုးကြီးမှာရှိနေတဲ့ဇီရိုပျောက်ကြားသူဘရာကအတက်ကြီးနထိုးကြီးကတခိုးဆိုးအောင်နဲ့ကွန်ဆိုက်တာဘိန်းစားမိုက်ခဲတို့အဖွဲ့တွေကလက်နက်ခဲရန်လူအချက်တွေပြီးခဲ့တဲ့လာနေငယ်တွေကရှိခဲ့တာပါ။ပုံမြင့်ဆုံးအညာမြေစစ်စင်ရေးဖန်တီးပြီးတော့ဝက်လူးနဲ့ဘိပဝဉ္ဉေကပြည်သူ့စစ်ရွာတွေကိုတိုက်ပွဲပြီးအလုကန်စားဖို့အခြေအနေတွေကိုပြုလုပ်ခဲ့တယ်။နောက်ပြီးတော့ဒီ franchise တွေ top 4တွေရဲ့အကူအညီတွေနဲ့ campaign တွေပြုလုပ်ပြီးတော့လက်နက်ခရင်ရရှိမှုတွေပြုလုပ်ခဲ့တယ်။ ရရှိတဲ့အလူငွေတွေကိုထပ်မံပြီးတော့ဝယ်ယူဖြစ်တင်းမှုပဲပလောင်လက်နက်ကန်စပွန် DNL ကလက်နက်ခရံထောက်ပံ့မယ်ဆိုတဲ့ကတိကဘောရှိခဲ့တယ်လို့လည်းသိရပါတယ်။ကရီကဘောရဲ့နောက်ဆက်တွဲကတော့လိုအပ်တဲ့လူသားအရင်းအမြစ်ကိုပလောင်လက်နက်ကန်စပွန် DNL ဘက်ကနေစစ်ကူတိုက်ပေးရမယ်။လက်နက်ခရံကိုတော့ပလောင်လက်နက်ကန်စပွန် DNL ကဖြည့်ဆည်းပေးမယ်ဆိုတဲ့သဘောတူညီချက်တွေပါ။ဒါပေမဲ့ဒါတွေအလုံးကတော့လေထဲမှာတိုက်အိမ်ဆောက်တယ်လို့တဲတဲရှည်သွန်ဖြစ်သွားပြီဖြစ်ပါတယ်။ပလောင်လက်နက်ကင်တပုံကိုရန်မျိုးတုံးပြီးတော့အင်အားပြုံးတီးနေတဲ့စစ်ရှုံးနေပြီဖြစ်တဲ့အတွက်အညာသားတွေလိုအပ်နေတဲ့လက်နက်ကင်ထောက်ဖို့မပေးနိုင်တော့ဘူးဖြစ်ပါတယ် ဒါအပြင်မန္တလေးကနေကျော်ရုံမေတီလာအမြန်လန်းလန်းဟောင်းကိုလန်းတစ်ကိုတကျော်လုံးကိုတက်မတော်ကဖြတ်တော့ပိတ်ဆို့ဖို့တောင်းရနေပြီဖြစ်ပြီးတော့ဒီထက်ပို့ပြီးတော့လည်း NIR အားလိုက်ဆောင်ရွက်ဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ရှမ်းပြည်ကနေဆင်းလာတဲ့ PDF အဖွဲ့တွေအသုံးတော်ခံပြီးတော့ငန်းငတ်ပြက်ပြက်နဲ့ပြန်ဝင်လာတဲ့အဖွဲ့တွေကဒီမြင့်ညံတောင်သားနယ်ထိုးကြီးတစ်ဝိုက်မှာယာယီခိုအောင်မှုစုဖွဲ့ဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိရပါတယ်။ပလောင်လက်နက်ကန်တဘုံ DNA လေးစီမှာအသုံးတော်ခံစစ်ပညာသင်ပြီးတော့ လက်နဲ့ခရံယူပြီးဆင်းလာဖို့အတွက်စီမံထားကြပေမဲ့စိတ်ရှုံးပြီးတော့အလဲလဲအကွယ်ကွယ်အငန်းငန်းအပြက်ပြက်နဲ့ကြောက်စဲလွင်မြင်ကနေတဆင့်အမြန်လန်းတဲ့လမ်းဟောင်းကိုဖြတ်ပြီးတော့မြင်းညံတောင်းတာနထိုးကြီးတဝိုက်ကိုပြန်လဲစုဖွဲ့ဖို့ပြုလုပ်နေတာရှိပါတယ်။ဒီကံတရင်တပ်ဖွဲ့တွေအနေနဲ့နေမြေကန်သတင်းပေးတွေနဲ့ပူးပေါင်းပြီးတော့အစံဖက်သမားတွေရဲ့စုဖွဲ့မှုသွာလာမှုဆက်သွယ်ရေးလမ်းကြောင်းတွေကိုဒီထက်ပိုပြီးတော့အချိန်မီဖန်စီရေးယူချိန်မုံတိုက်ဖြတ်သွားဖို့လည်းလိုအပ်နေပြီဖြစ်ပါတယ်။ပြောရရင်တော့မြင်းကြံတောင်းတာနထိုးကြီးတဝိုက်ကအညာသားတောသားတွေရဲ့နေဝင်ချိန်ရောက်လာပြီဖြစ်ပါတယ်။ ဒီနေရာမှာတမတော်ရဲ့နေမြေရှင်းလင်းဆောင်ရွက်မှုတွေမှာ priority ဆင်ပြီးတော့ဆောင်ရွက်နေတာရှိပါတယ်။အဓိကဆောင်ရွက်ရမယ့်နေရာတွေပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးအနေနဲ့ဆောင်ရွက်နေတာရှိပါတယ်။ဒီပထမဦးစားပေးဒုတိယဦးစားပေးတတိယဦးစားပေးတွေကတော့တိုင်းဒါလက်နက်ကအညီခံထားတဲ့ EU အဖွဲ့တွေဖြစ်ပြီးတော့နောက်တက်တဆင်ချင်းနောက်ဆုံးအဆင့်အနေနဲ့ရှင်းလင်းရမှာကတော့ NUG PP အုပ်စုရဲ့အသုံးတော်ခံတစ်ခါအသုံး PDF တွေပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခုဒီ ပြင်လက်နက်ကိုင်တပုံ KIA လည်းထိနာနေပြီဖြစ်တယ်။ပြင်လက်နက်ကိုင်တပုံ KNU လည်းထိနာနေပြီဖြစ်တယ်လို့ပလောင်လက်နက်ကိုင်တပုံ TNL လည်းဆစ်ရှုံးပြီးတော့အလဲလဲအပွဲပွဲနဲ့တေးလူမျိုးပါထိနာနေပြီဖြစ်တယ်။ရခိုင်လက်နက်ကိုင်တပုံ AA အနေနဲ့လည်းအရှိကတမ်းမတော်ရဲ့စစ်ကြောင်းတွေနဲ့နေမြေရှင်းလင်းရေးထိတ်တဲတွဲမှုတွေနဲ့ရှိနေတယ်လို့အနောက်မှာလည်းအာစာအဖွဲ့ကနောက်ကနေနောက်ဘိုးတိတ်တာတွေနဲ့လည်းကြုံတွေ့နေရပါတယ်။ ကြောက်ဖြူနယ်စစ်တွေတိုက်ပွဲမှာလည်းအထိနာပြီးတော့ကြောက်ဖြူမှာအလဲလဲကွဲကွဲဖြစ်နေပြီးအင်အားထောင်ကြီးဆုံးရှုံးနေရတဲ့ရခိုင်လက်နက်ကင်တပုံ AA ကအပရန်လမ်းပိုင်းကထွေထွေတိုက်ပွဲတွေအတွင်းမှာလည်းအမဲ့ကျွကျွေခံနေရပြီဖြစ်တဲ့အတွက်ရခိုင်လက်နက်ကင်တပုံ AA ရဲ့အကူအညီကိုရယူဖို့မျှော်မှန်းနေရတဲ့မြင်းကြံတောင်သားနှစ်ထိုးကြီးနောက်ပြီးတော့ ARV မြေရဲ့အနောက်ဘက်မှာရှိနေတဲ့ကြောက်ထုယောစော့ကန်ကောအဲဒီကနေတဆင်းမြိုင်းပခုတ်ကူတကြောက PDF တွေအနေနဲ့လည်းဤထက်ပိုပြီးတော့မျှော်လင့်စရာတွေမရှိတော့ဖြစ်ပါတယ်မကြခင်နေဝင်ချင်းကိုရောက်တော့မှဖြစ်တဲ့ အညာက PDF တွေ NUGPP အုပ်စုရဲ့အသုံးချခံ PDF တွေဆိုတာကတကယ်ကို အကိုင်းခက်လေးတွေဖြစ်ပါတယ်ပင်စီကြီးကိုဖြတ်တောက်နိုင်ရင်အကိုင်းခက်တွေကတည်ဆုံးမှဖြစ်တဲ့အတွက် EU အမိခံတိုင်းရင်းသားလက်နက်ကန်အမိခံတစ္ဆပောက်အဖွဲ့တွေကိုဦးစားပေးရှင်းလင်းရမှာဖြစ်ပါတယ်အရှိချိန်တော့ကချင်လက်နက်ကန်တပုံလည်းအယူမီဝိုင်းဖြစ်နေပြီပလောင်လက်နက်ကန်တပုံလည်းအရှုံးတွေနဲ့လဲလဲကွဲကွဲဖြစ်နေပြီကရင်လက်နက်ကန်တပုံကလည်းအချင်းချင်းပွတ်တိုက်မှုတွေနဲ့အတူအကျိုးစီးပွားတွေမှာကိုအမိကိုနင်းထားစေဖြစ်ပြီးတော့ ရခိုင်လက်နက်ကင်တပုံအေအေကလည်းချင်းနေတဲ့ပလဝကကလရန်စီမန်ဂိမ်းကိုလူရင်းနဲ့အလုပ်တွေရှုပ်နေကြတဲ့ဖြစ်ပြီးတော့အာစာရဲ့နောက်ဘူးတိတ်မှုမှာရုံတောင်ပြီးခွေးမြောက်လိုက်ဖြစ်နေရတဲ့အခြေအနေဖြစ်ပါတယ်။ဆိုတော့အမိမဲ့သားရင်းနှင်းကဖြစ်နေတဲ့အညာသားစကိုင်းမကွေးမန္တလေးက PDF တွေကတော့တကယ်ကိုကန့်ဆိုးမှုတွေကြားရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ဆက်လက်ပြီးလက်တမလို့ကနေမြရှင်လေးဆောင်ရွက်သွားဖို့ရှိပါတယ်။ဒီထက်ပိုပြီးတော့ဆိုရင်စရာကောင်းပြီးတော့အိမ်မက်ဆိုးတွေဖြစ်လာမှာကတော့လမော်စခခ23ရဲ့တမမှုကလဘခတိုင်းမှုဖြစ်သွားပြီးတဲ့နောက် လဘခလက်အောက်ခံတရင်တပ်ဖွဲ့တွေရဲ့ထိုးစစ်တွေနဲ့နေမီရှင်းလင်းရေးတွေကတိထက်ပို့ပြီးတော့နေမင်ဆိုင်ဆိုင်ကြုံတွေ့လာရအောင်မှာဖြစ်ပါတယ်။ဘမော်မှာကချင်လက်နက်ကိုင်တပုံ KIA အပါအဝင် NUG ရဲ့ပြည်ပြည်အုပ်စုအသုံးချခံ PDF အဖွဲ့ပေါင်းထောင်ချီပြီးတော့တည်ဆုံမှုတွေဖြစ်အောင်တံမြန်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တဲ့အခါမှုကတိုင်းမှုဖြစ်လာပြီးတဲ့နောက်မှာတော့အကြမ်းဖက်တွေအတွက်နောက်ထပ်အိမ်မဆိုးလို့ပဲကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်။ အဲ့တော့လက်ရှိဒီမြန်မာနိုင်ငံအလဲပိုင်းငင်းညံတောင်တန်းနထိုးကြီးပကံညောင်ဦးကျော်ပလုံးလမ်းပိုင်းမှာစိုးမိုးပြီးတော့တောင်းကျမ်းနေတဲ့အဖွဲ့တွေကိုတမတော်ကနေမရှင်လေးဆောင်ရွက်ခဲ့တဲ့သတင်းကိုပေါင်းဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုစက်တင်ဘာနောက်ဆုံးပတ်စက်တင်ဘာနောက်ဆုံးပတ်ဆိုတာတော့မှစက်တင်ဘာ26 29 28 29 3ရက်4ရက်တာကာလအတွင်းမှာတင်ထိခိုက်တိုက်စုံမှုတွေအများကြီးဖြစ်အောင်နေမရှင်လေးဆောင်ရွက်နိုင်ခဲ့တယ်။ပကံညောင်ဦးထဲမှာရှိနေတဲ့ PDF စကန်ငင်းညံမှာရှိနေတဲ့ PDF စကန် နထိုးရင်းမှာရှိနေတဲ့ PDF စကန်နဲ့ဝမ်ထဲမှာရှိနေတဲ့ PDF တွေစုဖွဲ့နေရာတွေကိုနေမရှင်းလေးဆောင်ရွက်နိုင်ခဲ့တာတွေကတစ်ချိန်လုံးငြိမ်သက်နေခဲ့တဲ့မြင်းညံတောင်သားနထိုးကြီးရဲ့အောင်မြင်မှုတွေလို့ဆိုရမှာဖြစ်ပါတယ်ဒီလိုအညာဒေတာတွေဆိုတာကအင်မတန်ထိုးစစ်ဆင်လို့အကောင်းဆုံးဖြစ်တယ်ဒီလိုအညာဒေတာတွေဆိုတာကမြေပြင်တပ်ဖွဲ့တွေနဲ့ drone တွေကင်းထောက်မှုတွေ gyrocopter တွေ gyrocopter တွေနဲ့ခြေလင်တပ်တန်ကြပ်ကတပ်တွေနဲ့အင်မတန်နေမြင်ရှင်းလင်းလို့အကောင်းဆုံးဒေတာတွေဖြစ်ပါတယ်မုံတိုင်းဘက်မှာဆေးရည်လေးချင်းမှုပြုတ်လုပ်ခဲ့တဲ့တန်ကြပ်ကရင်တွေနဲ့ပူပေါင်းဆစ်ဆင်မှုကိုမြင်းညံတောင်သားနထိုးကြီးဒဝိုက်က PDF တွေကိုနေမြရှင်းလေးဆောင်ရွက်ရင်းနဲ့သစ်ပူလေ့ကျင့်ခန်းလုပ်လိုက်မယ်ဆိုရင်တော်တော်ကြီးကိုကြည့်လို့ကောင်းမဲ့ပွဲတပွဲဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ညဉ့်ညံတော်ကနထိုးကြီးတဝိုက်က PDF တွေကတော့ဆူဆူရွာရွာကြုံတွေ့ရမယ့်အခြေအနေတွေကိုမျှော်မှန်းမှန်းဆထားဖို့လိုပါတယ်။သွေးလိုအမ်းမှုတွေနဲ့ဆေးဝါးလိုအပ်ချက်မြင့်တက်နေတာတွေကိုလည်းတက်မော့ကဖျက်တောက်ထားနိုင်ဖို့လိုပါတယ်။တဖက်ကျမတမားရရဲ့အလောစီကိုဖြတ်တော့ထားနိုင်ရင်တိုက်ပွဲရဲ့တဝက်လောက်အောင်မြင်နေပြီလို့ဆိုရမှာဖြစ်တဲ့အတွက်တမရော်နဲ့နေမြေကန်ပြည်သူစစ်တွေနေမြေကန်ပြည်သူလူထုတွေအကျမတမားတွေကိုထောက်ခံအားပေးမှုမရှိတဲ့ ပြည်သူစစ်စစ်တွေရဲ့ပူးပေါင်းပါဝင်မှုတွေနဲ့မြင်းညံတောင်တန်းတို့ကြီးတွေက PDF တွေကိုဆက်လက်မျိုးတုံးအောင်တိုက်ထုတ်ချိန်မုံသွားမှာပဲဖြစ်ပါတယ်။ဒါတော့မြင်းညံတောင်တန်းတို့ကြီးတွေကသတင်းလေးတွေကိုဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တောင်မင်းနဲ့ပတ်သက်တဲ့သတင်းလေးကိုလည်းထပ်မံဖြည့်ဆွတ်ပြီးတင်ဆက်ပေးချင်ပါတယ်။ဒီနေ့အောက်တိုဘာ၁ရက်နေ့မှာပဲတမရော်စစ်ကြောင်းတွေကတောင်မင်းမြို့ထဲမှာရှိနေတဲ့ပလောင်လက်နက်ကန်တပုံစုဖွဲ့ခိုးအောင်းနေရာတွေကိုတဆင်ချင်းတစ်ဖွဲ့ချင်းတနေရာစီ mission alive နေ mission လေးဆောင်ရွက်နေပြီဖြစ်ပါတယ်။ အင်အားအလုံးရင်းနဲ့စုတ်ခွာသွားကြတဲ့ PDF တွေရှိတယ်လို့စေးကွဲပြီးတော့မထနိုင်ပေနဲ့ PDF တွေလည်းရှိတယ်လို့သိရပါတယ်။ဒါကတော့အကြံဖက်သမားတွေကတချင်မဟုတ်တချင်သေးမှဖြစ်တဲ့အတွက်အထူးတွေတော့မဟုတ်တော့ဖြစ်ပါတယ်။ဒီနေရာမှာအဓိကတင်ဆက်ပေးချင်တာကတော့မနေ့ကပလောင်လက်နက်ကင်တပုံ TNL တွေရေရွယ်ချက်ရှိရှိနဲ့မီးရှို့ဖျက်ဆီးသွားတဲ့တောင်မဲမြို့ကအကြောင်းဖြစ်ပါတယ်။တနေ့လေလုံးမီးလောင်ထားတာဖြစ်တဲ့အတွက်အများကြီးထိခိုက်မှုတွေကြုံတွေ့ခဲ့တယ်လို့သိရပေမယ့်ညနေပိုင်းမှာတော့မိုးသေးထန်စွာရွာသွန်းမှုတွေကြောင့်မီးငြိမ်းသက်သွားတယ်လို့လည်းသိရပါတယ်။ ဒါပေမဲ့လည်းရည်ရွယ်ချက်ရှိရှိနဲ့လောင်စာတွေပုံပြီးတော့မီးရှို့ထားတာဖြစ်တဲ့အတွက်ရုံးတွေစာတင်ကျောင်းတွေတာသနီကအစော်ပုံကြီးကျောင်းတွေကတော့ထိခိုက်ပျက်စီးမှုများတယ်လို့သိရပါတယ်။ဒါကတော့ကျောင်းမဲမျိုးနဲ့ပတ်သက်တဲ့သတင်းလေးဖြစ်ပါတယ်။ဒီကစက်တင်ဘာ30ရက်နေ့အထိကျောင်းမဲမျိုးရဲ့ပတ်ချာလယ်မှာတက်မတော်ဆက်ကျောင်းတွေကဖြန့်ကျက်ပြီးတော့အကြံဖက်သမားတွေကို change chop ထားနိုင်ပြီဖြစ်ပါတယ်။စုပ်ခွာသွားရလမ်းတွေကိုလည်းဆက်လက်ပြီးထက်ကျက်မကွာလိုက်လံရှင်းလင်းနေမယ်လို့ယူဆရပြီးတော့မြန်မာရှမ်းတွေကိုစီလုံးကြပါလို့ကျွန်တော်ထပ်မံပြီးတော့မြေတားရက်ခံကျင်းပါတယ်။ကြောင်မဲ့ပြီးရင်တီဘောလာမှာဖြစ်ပါတယ်။ဒါကြောင့်တီဘောမျိုးကြီးကိုလည်းအတီလိုမျိုးမိရှုဖြက်စီးမခံရခင် ဒီဘောဒေတာကန်တွေအနေနဲ့တမရွန်နဲ့နေမြေကန်တရင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ပလောင်တွေရှိတဲ့နေရာကိုတရင်ပေးကြပါတီဘောဆိုတာကရှမ်းတွေရဲ့အဓိကဘူမိနတန်လို့ဆိုရမှာဖြစ်တယ်တကယ်ကိုအထင်ကြီးရှိတဲ့တီဘောဟော်နန်ကြီးကိုမင်းတို့ဖြည့်ဆည်းခံနိုင်သလားဆိုတာကိုကိုယ့်ဘက်ကိုစဉ်းစားဖို့လိုပါတယ် ဒါကြောင့်တောင်ပိုင်းမှာရှိနေတဲ့ရှမ်းလူမျိုးတွေတောင်ပိုင်းမှာရှိနေတဲ့ဒေသခံပြည်သူလူထုတွေအနေနဲ့ကိုယ့်ရဲ့ရက်ရွာကိုယ့်ရဲ့မြို့မိလောင်ပြားကျသွားတာတွေမဖြစ်ဖို့မပြည့်စည်သွားဖို့အတွက်ပလောင်လက်နက်ကန်တပုံ DNA တွေကိုမောင်းထုတ်ပါမောင်းထုတ်နိုင်တဲ့အင်အားမရှိဘူးဆိုရင်ပလောင်တွေစုပွဲနေတဲ့နေရာတွေလှုပ်ရှားမှုမှန်သမျှကိုနေစဉ်နဲ့အမျှတည်င်းပေးဖို့လိုပါတယ်ကိုယ့်ရဲ့ကိုယ့်ရွာကိုအထူးအပြည့်ဆုံးနေအောင်ကာကွယ်ရမယ်နိုင်ငံသားတယောက်ဒေသခံတယောက်ဇာတိချက်ကျွေမွေးရမျိုးကိုအလှဆုံးဖြစ်အောင်ဆောင်ရွက်ရမယ်တာဝန်တွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပလောင်လက်နက်ကန်တပုံ DNA လေးက ကြောင်မဲကနေစိတ်ရှုံးသွားတဲ့အဖွဲအားလုံးကတီဘောမှာလည်းဝင်ရောက်လာတာတွေရှိတယ်။ကြောင်တီဘောကိုလည်းတမ်မလော်ကထပ်ပြီးနေပြီးရှင်လင်းမှာဖြစ်တဲ့အတွက်တီဘောကနေစိတ်ရှုံးတဲ့ပလောင်လက်နက်ကင်တပုံ TNL နဲ့ထွန်းထွန်းနိုင်ဥဆောင်တဲ့ဓနုလက်နက်ကင်အဖွဲ DBL ကထပ်ပြီးတော့ဆုတ်ခွာရမှာဖြစ်တယ်။တီဘောမှာတထောင်နာပြီးတော့နမ်ဆန်ထိဆုတ်ခွာသွားကြပါလိမ့်မယ်။ဒီလိုမျိုးမဆုတ်ခွာခင်တီဘောမျိုးကိုထပ်မံဖြည့်ဆည်းရတယ်မပြုတ်လို့ဖို့အတွက်ပလောင်တွေရဲ့ထပ်ပေါက်တွေပလောင်တွေရဲ့အသက်ရှူပေါက်တွေကိုပူပေါင်းပြီးတော့တရင်ပေးဖို့အကြံပါလို့လည်းထပ်မံမြစ်တာရက်ခံကြပါမယ်။ကျွန်တော်တို့ရှမ်းတွေအားလုံး စီလုံးကြဖို့လိုပါပြီပတ်လောင်အကျန်းဖက်သမားတွေကိုပတ်လောင်လက်နက်ကိုင်တကောင် TNLA ရဲ့အကျန်းဖက်ဝါလာကိုကျွန်တော်အပီးတန်တိုက်ဖြတ်သွားဖို့လိုပါတယ်ဒေသခံပြည်သူလူထုတွေရဲ့အမွေအနှစ်တွေဒေသခံရှမ်းတိုင်းရင်းသားတွေရဲ့ရိုးရာဒလိတွေအားလုံးကိုဖျက်ဆီးနေတဲ့ပတ်လောင်လက်နက်ကိုင်တကောင် TNLA ကိုဒီတစ်ချိန်မှမဖျက်ဆီးနိုင်ချိန်မှမချိန်မုန်းနိုင်ရင်နောက်ထပ်တစ်ချိန်အင်အားတောင့်တင်းလာတဲ့အချိန်ရှမ်းတွေရဲ့ဇာတိချက်ကြွေမြေးရမြေရှမ်းတွေရဲ့အဓိကနေရာတွေရှမ်းတွေရဲ့ဒလိထုံတန်းတွေကိုထပ်မံပြီးတော့ဖျက်ဆီးတာတွေပြုလုပ်ပါလိမ့်မယ်တာရကောက်တွေလည်းရှိခဲ့ပူပါတယ်ဒါတွေကိုမိတ်မသွားဖို့လိုပါတယ် မြို့ဝင်မှာရှိနေတဲ့ကျိုးစိုးပါးကြီးဆိုင်းဘုတ်တွေကျန်းနေရဲ့ရိုးရာဓလေ့ထုံးတဲ့အစင်လာတွေကိုဖျက်ပြီးတော့ပလောင်စာတွေပလောင်အလံတွေပလောင်ရဲ့အထင်ကရသတ်မှတ်ချက်အယောင်တွေနဲ့အစာထိုးဖျက်ဆီးခဲ့တာတွေကိုလည်းအားလုံးမှတ်မိကြမှာထင်ပါတယ်။လက်နက်အားကိုအနိုင်ကျင့်နေတဲ့ပလောင်တွေကိုဒီနေ့ဒီအချိန်မှာနေဝင်ချိန်နဲ့အတူမြင်မြုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ဒါကတော့မြင်းညံတောင်သားနှထိုးကြီးတည်င်းနဲ့ဆက်ဆက်ပြီးတော့တုံမဲမျိုးရဲ့တည်င်းလေးကိုဖြည့်ဆွတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။